ရွေးကောက်ဝယ်ကျင်းပပြီးနိုင်ငံတကာတရားဝင်မှုကိုရရှိဖို့ကြိုးပမ်းနေတဲ့အာနာသိန်းစစ်တပ်ဟာနိုင်ငံရေးပုံမှန်တစ်ခုဖြစ်တဲ့ရာဇကြီးဥပဒေပုံမှန်905ဒက်ကာကြီးနဲ့အမှုဖွင့်ခံထားရတဲ့သူအလုံးကိုနိုဝင်ဘာလ26ရက်နေ့ကပယ်ဖျက်ဖြေလျှော့ခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ရွေးကောက်ဝယ်ကျင်းပဖို့ကြိုးပမ်းနေချိန်နိုင်ငံရေးအကျဉ်းသားတွေလှုပ်ပေးတယ်ဆိုတဲ့သဘောမျိုးနဲ့နိုင်ငံတကာကိုလှည့်စားတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းဦးတိတ်နိုင်ကပြောပါရယ်။ကျားကတော့ဒီနိုင်ငံရေးရသူတို့ကြားတဲ့နည်းနဲ့အမြတ်ထုတ်တဲ့ကိစ္စပါပဲ။ဒါမှတော့ဒုစုကြရမယ်။မရှိပါဘူး။924ဦးဆိုတာကလူနည်းလေးများနေတဲ့ဆိုတဲ့အခါကျတော့တိတ်တော့ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ဆိုတော့လွတ်ပေးတဲ့ဆိုတဲ့ကိစ္စမျိုးလူသားကောင်းတာပါဗျာ။လူသားကောင်းလို့တဲ့ကိစ္စလို့ပဲနိုင်ငံရေးရ သူကြောက်ကောက်လုပ်ပြီးတော့နိုင်ငံရေးရအနာတုတ်ပဲလို့ပဲနေပါတယ်။ဆိုတော့နိုင်ငံရေးကျင်းသားတွေပေါ်မှာတော့ဘာမှပြောင်းမှုတူတူတူပဲမရှိပါဘူး။နိုင်ငံတကာကတော့သူတို့ကသူတို့လုပ်ပေးတဲ့ဆိုတဲ့သက်သက်လုံးတွေနားလဲပါရရုပ်တဲ့သဘောပါပဲ။ထုတ်ပြန်ချက်အရ905 desk ကာဂျီနဲ့အမှုဖွင့်တရားရင်ဆိုင်ကြားနာနေရဆဲ9580ဦးပြစ်ဒဏ်ကြားခံနေရသူ385ဦးရှိပါတယ် ဒီတဲကကြားနာစဲလူတွေကိုပယ်ဖြတ်ပေးလိုက်ပါတယ်အမှုတွဲတွေရှိတဲ့ပြစ်ဒဏ်ကြားခံနေရသူ2361ဦးကိုတော့905 desk ကကြီးတမှုတဲကိုလွန်ငင်းတက်တာခွင့်ပေးလိုက်တာပါ905 desk ကကြီးတမှုတဲနဲ့ပြစ်ဒဏ်ကြားခံနေရသူ924ဦးကိုတော့နောက်တစ်ခါပြစ်မှုကျူးလွန်ရင်ကြံရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြားခံရမယ်ဆိုတဲ့ခံဝင်ချက်နဲ့ပြန်လွတ်ပေးတာဖြစ်ပါတယ်။ဆိုတော့အခုကက အာသူတို့ရဲ့ကြီးညာကြရဆိုလို့ရှိရင်ဒီပုံမှတစ်ခုတည်းမကဆွဲခြင်းနဲ့ဒီမီတော့ထောက်ချတာဒီနေ့ထောက်360နဲ့တူသေးက905ကကြီးနဲ့ဆိုတဲ့ပုံမှကိုတတ်လိုက်လိုက်ရကိုဆိုတော့ဟိုဒီ1960ကတယောက်မှမလုပ်ဘူး ဆိုတော့တခြားပုံမှန်လေးနဲ့ဆက်ပြီးတော့ကြာနေတယ်ဆိုတော့တကယ်လွတ်တာကအာ924ဦးပဲလွတ်တာဖြစ်တယ်ဒီ924ဦးမှာမှဒီငါငါကကြီးနေဆိုတဲ့အခါကျတော့သူကအများဆုံးထောင်ချလို့ရတာက၃နှစ်ဆိုတဲ့အခါကျတော့တော်တော်များများလွတ်နီးလီဖြစ်နေတာကိုတွေ့ရပါတယ်ရသကြီးဥပဒေပုံမှာ905 desk ကကြီးဟာဆရာနာသိမ့်ပြီးတဲ့နောက်2022ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာ ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လက်မှတ်ရေးထိုးပြီးအစ်စ်ထုတ်ပြန်ခဲ့တဲ့ဥပဒေဖြစ်ပါတယ်။အဲ့ဒီပုံမှန်အရအစိုးရဝန်ထမ်းတအူးကိုပြစ်မှုကျွန်းလွန်စေဖို့ဓာတ်ရိုက်ဖြစ်စေတွဲဝိုက်ပြီးဖြစ်စေထိတ်လန့်စေတာသွေးထိုးလှုံ့ဆော်တာနဲ့မမှန်သတင်းတွေဖြန့်တာတွေကိုကျူးလွန်ရင်ငွေဒဏ်ဒါမှမဟုတ်အမြင့်ဆုံးထောင်ဒဏ်၃နှစ်ကြာခံရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ အာနာသိမှုကိုစန့်ကျင်ကြသူတွေကိုအရင်ပုံမှအပြင်အခြားပုံမှတွေနဲ့ဖန်ဆီးထိမ့်သိမ်းထားသူတွေထဲမှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်2000ကျော်ရှိတယ်လို့နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း ABB ကနိုဝင်ဘာလ26ရက်နေ့ကထုတ်ပြန်ပါတယ်။အခုစစ်ကော်မရှင်ကပြန်လှုပ်ပေးခဲ့တဲ့နိုင်ငံရေးအကျဉ်းသားပမာဏဟာအနည်းငယ်သာဖြစ်ပြီးအမှုပေါင်းများစွာနဲ့ပြစ်ဒဏ်ကြားခံနေရသူတွေ တည်တံ့ကြောက်ခံထားတဲ့နိုင်ငံရေးအကျဉ်းသားများစွာကြန့်ရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသားရေးဆောင်ရွက်သူတွေကပြောကြပါဗျာ။